်ဒီမှာတော့ mass မှာအဲ့လိုမျိုးလုပ်ဆက်မလို့ပါဘူးဒီပေါ်မှာ right click နှိပ်လိုက်ရင်ဒီနေ u for our selection okay မင်္ဂလာပါဒီနေ့မှာကျွန်တော်တို့က window နဲ့ဒီနေ့အဖြစ် mass os နှစ်ခုကြားမှာရှိတဲ့ quarter ချက်လေးတွေကိုကျွန်တော်မျှဝေပေးခြင်းအဖြစ်ပါတယ်အဲ့တော့ mass user ညီကိုတွေလည်းမတီးတဲ့သူတွေလည်းတီးလို့ရအောင်ပေါ့နော်အဓိက number 1ကပါလဲဆိုရင်ကျွန်တော်ဒီ mass မှာအဓိကကျွန်တော်တို့ဥမာ fine name လေးတွေကိုပေါ့နော် fine name လေးတွေကိုအကုန်လုံးကျွန်တော်တို့ folder လောက်ချင်တဲ့အချိန်မျိုးမှာဒါလေးကတော်တော်သုံးဝင်ပါတယ် ဆိုလိုတာကကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ရဲ့သင်ခန်းစာ lesson နေတဲ့ကဘူရိုဖိုင်တွေကိုပေါ့နော်ကျွန်တော်ကနေပြီးတော့ for running တစ်ခုပေးပြီးတော့ထည့်ပြီးပေါင်းထားခြင်းနေအဲဒီမှာဆိုရင်ကျွန်တော် part 1 to part 5ရှိမယ်ပေါ့နော် ဆိုတော့ဒါလေးတွေကိုကျွန်တော် command ဖြည့်ပြီးတော့ selection မှတ်လိုက်မယ်ပေါ့နော် selection မှတ်လိုက်မယ်အဲဒါလေးကိုကျွန်တော် folder name တစ်ခုပေးမယ်ပေးပြီးတော့အဲ့ဒီထဲကိုထည့်ခြင်းလားအဲ့တော့ဒါမျိုးလုပ်ဖို့က PC မှာဆိုကျွန်တော် folder တက်ခေါ်တယ်ပြီးမှ file တွေ save ထည့်ရမှာပေါ့နော်အဲ့တော့ဒီမှာတော့ mesh မှာအဲ့လိုမျိုးလုပ်ဆက်မလိုပါဘူးဒီပေါ်မှာ right click နှိပ်လိုက်ရင်ဒီနေ u folder with selection ဒီနေ့တင်ခဲ့စာလေးဒါလေးကိုပြောချင်တာဖြစ်ပါတယ်။ new folder with selection file နဲ့ file နဲ့ဆိုကို selection မှတ်ထားတာ၅ခုမလို့တကယ်လို့ကျွန်တော်၆ခု၇ခုကြိုက်လောက် selection မှတ်လို့ရတယ်။ ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်အဲ့ထဲကိုထည့်ပြီးဒါပြီးရင် foreign name လေးပါ auto တက် already ရေးရုံပဲပေါ့ဒါကကျွန်တော်ကျွန်တော်တည်း Microsoft ဝတင်ခဲ့တဲ့ lesson လောက်ထားတာဒါကကျွန်တော် home တက်ပေါ့နော်အဲ့တော့ copy တင်တဲ့နာမည်လေးနဲ့ကျွန်တော်တို့ကပေးလိုက်ရုံပဲဒါဆို home တက်ထဲပုံဝင်ကြည့်မယ်ဆိုရင်ဆောင်းနာကျွန်တော်တို့ select မှတ်ထားတဲ့ video ၅ခုကအစင်းနဲ့ဖြစ်သွားမှာဖြစ်ပါတယ် okay ဒါလေးကတစ်ချက်ပေါ့နော်ဒါကကျွန်တော်တို့ window မှာလုံးဝမပါတဲ့အချက်လေးတွေပါအဲ့တော့ window နဲ့ mesh နဲ့ကျွန်တော်တို့ကနှိုင်းရှင်ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တစ်ချက်ကကျွန်တော်ဘာလို့ရှိအောင်မလဲဆိုတော့ ဒီ mesh မှာကျွန်တော်တို့ကဒီ desktop ပေါ်မှာကျွန်တော်တို့ဒီ soft use step ဆိုတာလေးရှိတယ် use step ပေါ့နော် use step အဲ့ဒါမျိုးကကျွန်တော်တို့ဒီ PC window ဘက်မှာဆိုကျွန်တော်ဒီမှာ right click နဲ့ကြည့်မယ် PC ရဲ့ view လို့ soft ပိုင်းမှာ soft soft type မှာ၄မျိုးပဲရှိခင် name size identity modify အဲနာမည်နဲ့လားအရွယ်စားနဲ့လား item မျိုးစားလားရက်စွဲဖန်တီးတဲ့ရက်စွဲနဲ့လားဒါမျိုးစားတဲ့ဖြစ်ပေါ့နော်အဲ့တော့ဒီမှာအဲ့လိုမျိုးပဲရှိတယ်နောက် custom လိုမျိုးပဲ ဟိုဒါ selection map ကိုဆိုတော့ဒီမှာ database file ကြီးကျွန်တော် Microsoft Access သုံးထားတယ်အားလုံး selection map ပြီး right click ထောက်တယ်ဆောနာ new for selection ပါလားဆိုရင်မပါပါဘူးဆိုတော့ဒါကဒီကျွန်တော် mesh တုံးပြတဲ့ညီကလေးရဲ့ window တက်ဆိုင် mesh မှာရှိတဲ့ add ချက်တွေကိုတည်စီချင်တာပေါ့နော် okay နောက်တစ်ခုကကျွန်တော်တို့ဗာလဲဆိုရင်နော်ဒီ mesh မှာဆောနာကကျွန်တော်ပြောတဲ့ဒီ use step ဆိုတာလေဒါလေးကိုနားလဲစေချင်တယ် stacking ကိုကျွန်တော်ဖြုတ်လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်တော့လဲကြည့်ကြည့် နော်ကျွန်တော်တို့ mesh မှာရှိရဲ့ file တွေပေါ့အကုန်လုံးရောထွေးပြလိုက်တာ data ပုံတွေရှိမြဲ blue file တွေရှိမြဲ word file document စသဖြင့်ပေါ့နော် file type every file file type မျိုးမျိုးကိုသူကလုံးဝကို remix ရောပေးလိုက်တာ desktop မှာလုံးဝ quasar တက်နေပြီအဲ့တော့အဲ့ဒီဟာကိုကျွန်တော်စမက်ကြအောင်ပြန်ပြီးတော့ desktop မှာ right click ဒီ use step ဆိုတာလေသူကတနည်းအားဖြင့်ပြောနေ category အမျိုးအစားခွဲထားတယ် also ခွဲထား step ဆိုတာအထက်လိုက်ထက်လိုက်ပြန်စီပေးတာပေါ့ဆိုတော့ step ကိုနှိပ်လိုက်မယ်ဆိုတော့ねကျွန်တော်အခုလိုမျိုးဖြစ်သွားမယ် window file လား movie type movie file ဆိုဒီမှာ movie နဲ့ပတ်သက်တာလေးပြမယ် ဒါပြင်ကျွန်တော်တို့က RR file RR file ဆိုတော့ document တွေတို့ raw file တွေ zip file တွေရှိမယ် screenshot screenshot နေလိုက်တယ်ဒါဆို screenshot နဲ့ပတ်သက်တဲ့ file တွေရောက်တယ်အဲ့တော့အုပ်စုဖွဲ့ခွဲပေးလိုက်တာပေါ့နော်ဒါလေးကိုကျွန်တော်ပြန်နေလိုက်မယ်ဆိုရင်သူ့နေရာမှာပြန်ရောက်သွားမယ် okay ပါဒါဆိုကျွန်တော်တို့ဒီနေ့ Windows OS နဲ့ macOS ကြားထဲမှာရှိတဲ့ကွာခြားချက်နှစ်ခုပါ new folder selection နဲ့ကျွန်တော် use test ဆိုတဲ့အကြောင်းလေးကို ကျွန်တော်ညီကိုလေး milestone နဲ့ညီကိုလေးနားလည်အောင်ကျွန်တော်ရှင်းပြပေး knowledge sharing လုပ်ပေးခြင်းဖြစ်ပါတယ်။ Okay ပါတကယ်လို့သစုံတရားကျိုးတရားရှိတယ်ဆိုရင်ကျွန်တော် profile လေးကို live follow share လေးလုပ်ပေးသွားပါ။ mask နဲ့ window နဲ့ကြားမှာရှိတဲ့ lower deck အချက်တွေတည်ချင်တာရှင်လည်းမေးမြန်းလို့ရပါတယ်။အားလုံးမဲဆွမြပါစေ။